thank uh you -huh. င်္ဂလာပါရှင်ခသစ်နျူးစ်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်စင်အာနာရှင်ကိုစက်ကျင်တော်လန်နေတဲ့ရုပ်ရှင်တင်ယုံဆောင်ဆိုတော့နေအမှုပညာရှင်ဆက်တောင်းကိုစက်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်စင်အာနာရှင်ကိုစက်ကျင်တော်လန်နေတဲ့ရုပ်ရှင်တင်ယုံဆောင်ဆိုတော့နေအမှုပညာရှင်ဆက်တောင်းကိုစက်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စဲတဲ့အမိန့်စာတွေကိုစစ်တပ်ရဲ့ Telegram Channel တွေမှာတစဉ်ဒီကနေ့ဖြန့်ဝေသတင်းထုတ်ပါတယ်ဒီကနေ့မနက်စင်နိုင်ဝင်းစင်ကစပြီးစစ်တပ်ရဲ့ Telegram Channel တွေအားလုံးမှာစက်ကောင်စီကိုစက်ကျင်တော်လန်ရင်းပြပနိုင် နိုင်ငံတွေကိုရောက်ရှိနေတဲ့ရုပ်ရှင်သရုပ်ဆောင်ဆိုတော့နဲ့အမှုပညာရှင်73ကိုစစ်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စဲတဲ့ထုတ်ပြန်ချက်တွေကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းအဲ့ဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်တွေပြုလုပ်ခဲ့တဲ့အတွက်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်69ဖွဲ့စည်းတဲ့ဘုဖွဲ့ကပုံမှန်68ပါလုံပိုင်ခွင့်ကိုကျင့်သုံးလျက်ပုံမှန်16နဲ့ရုပ်ရှင်သရုပ်ဆောင်ဆိုတော့နဲ့အမှုပညာရှင်73ကိုနိုင်ငံသားဖြစ်မှရှက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားဖြစ်မှရှက်စဲလိုက်တဲ့ရုပ်ရှင်သရုပ် ုံဆောင်ဆိုတော့နေအမှုပညာရှင်73ဦးတို့မှာအဆိုတော်ပြည်ပြည်ကြော်တင်ဒရိုက်တာနာကြီးကောညာနာတင်ဦးဒရိုက်တာကိုပေါက်ကောအောင်မင်းနိုင်အဆိုတော်လင်းလင်းကောထွေးလင်းကိုအဆိုတော်ချမ်းချမ်းကောချမ်းမြငိမ်ရုပ်ရှင်တရုံဆောင်အကယ်ဒမီပိုင်ဖြိုးသူအမှုပညာရှင်မြတ်နိုးအေးအဆိုတော်အာဇာနီကောဇာနီပြုံးညွန့်အမှုပညာရှင်ခါရာရုပ်ရှင်တရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်အစိုးရဝင်းနိုင်စိုးဒရိုက်တာပြည်ဟိန်တီဟာတရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ကြောင်းသိရပါဗျ။ 2022ခုနှစ်အတွင်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးများအပါအဝင်ဒေါ်လာရင်းတွေအတွက်ပါဝင်နေသူတွေကိုနိုင်ငံသားဖြစ်ရစေကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ပေါင်းတီမျိုးနယ်နဲ့မုံရွာမျိုးနယ်မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုပိုကြီးတုံးဥပါဝင်ခုနှစ်ဦးတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတီမျိုးမှာပြည်သူများကိုလူသားတတိုင်းပြည်ဖမ်းဆီးလာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးတည်ဆုံကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်3600တက်တိုင်ရင်မှာစစ်ထောင်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရှဲပေါ်ရှဲတို့က ပြောပါရယ်ဇွန်လ16ရက်နေ့မနက်09:30မိနစ်50ချိန်မှာနေ့လယ်9:15မိနစ်ချိန်ပေါင်းတီမြို့နယ်တစ်ပုတ်အုပ်စုနွားသိုးရွာနဲ့နွေးတောင်ရွာကြားရုပ်ဆိုင်ရွာမှာပြည်သူများကိုဖမ်းဆီးလူသားတိုင်းပြည်အုံပြုတ်ထွက်လာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိကြောင်းစစ်ကောင်စီကတင်ဆောင်လောင်းနေကိုနှစ်သိုးကျေးရွာနဲ့နွေးတောင်ကျေးရွာရှိနေအိမ်များတွင်ထည့်သွင်းပြီးနေအိမ်များကိုပါမိရှို့သွားကြောင်းအဲ့ဒီနောက်စစ်ကြောင်းမှာပောက်ခေါင်းမျိုးဘက်ကိုထွက်ခွာသွားကြောင်းသိရပါတယ်အလားတူစ ကိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာနီးမုံရွာမန္တလေးလမ်းမပေါ်မှာအင်စီကားနဲ့ထွက်လာတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့ရာပိုကြီးတုံးပါဝင်တုံးတီဆောင်မီကားကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ည17:28နာရီချိန်ချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှအင်စီကားနဲ့ထွက်လာတဲ့စစ်သားတွေကိုမုံရွာမန္တလေးလမ်းမပေါ်တောပူပြူစော်တီကျေးရွာနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာတုံးပွင့်ပိုကြီးတုံးပါဝင်တုံးတီဆောင်ပြီးတုံးထရန်ရရှိကတအုပ်ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။ဒါကြောင့်ကားပေါ်ပါစစ်သားများကင်ဆောင်ထားတဲ့ MI1 ပါ MEFI ကိုမမစစ်ဗတ်တာမျိုးစားတနက် အရှိနှစ်လက်နဲ့အတူသုံးလက်ဖုန်းသုံးလုံးတို့ကိုတင်ဆက်ရရှိခဲ့ပြီးစစ်သားများစီးနှင်လာတဲ့အင်စင်ကားတွေကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတပ်ခိုက်မှုကို Brace Heart Army BHC မှတပ်ဖွဲ့ဝင်ရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရဲဘော်များထိခိုက်မရှိပြန်လည်ဆက်ကွာနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးချေမုန်းနိုင်ဖို့ကြိုးစားများလိုအပ်လျက်ရှိတာကြောင့်ပြည်သူများအနေနဲ့တိုက်နိုင်သမျှပါဝင်ထောက်ပံ့ပေးကြဖို့မြစ်တာရခိုင်ကြောင်းထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ စကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်းအပါအဝင်ရာရှိကြီးများနဲ့လက်နက်စက်ရုံမှုနှစ်ဆက်ရှင်ဦးရဲ့အမည်စင်းကိုအရေးယူနိုင်ရေးထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာလူမျိုးတုံးတပ်ဖြတ်မှုဆင်ရဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ဆင်ရဆွေးမှုတွေမှာပါဝင်ပတ်သက်နေတဲ့စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြန်တန်းအပါအဝင်ရာရှိကြီးများနဲ့လက်နက်စက်ရုံမှုနှစ်ဆက်ရှင်ဦးရဲ့အမည်စင်းကိုနိုင်ငံတကာနဲ့ NGO ကအရေးယူနိုင်ဖို့အတွက်တမာဖွံ့ဖြိုးရေးအင်စတီကျူကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့မှာမြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တနက်များနောက်ကွယ်မှာသူ í စွန်းလက်မြာမြန်မာစစ်တပ်ရဲ့လက်နက်ထုတ်သူများကိုဖော်ထုတ်ခြင်းသူတည်တနာအစီရင်ခံစာတစ်စာကိုတမဖွံ့ဖြိုးရေး Institute ကထုတ်ပြန်ခြင်းဖြစ်ပါတယ်။တမ Institute အနေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကိုတိကျခိုင်လုံတဲ့အချက်လက်တွေပြပို့သွားဖို့ရှိပါတယ်။အစီရင်ခံစာမှာဖော်ထုတ်ထားသူတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်နိုင်ဖို့ကိုမိဖက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့တမဖွံ့ဖြိုးရေး Institute မှမိတမကဆိုပါတယ်။၎င်းစီရင်ခံစာမှာ ာစေယုတ်စုကျူးလွန်နေရှိတဲ့နိုင်ငံတကာရှာဆွေးမှုတွေအတွက်အသုံးပြုတဲ့စစ်လက်နက်တွေကိုထုတ်လုပ်ရမှာအဓိကတာဝန်ရှိသူတွေဖြစ်တဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနဲ့ကာကွယ်ပစ္စည်းစက်ယုံ25ယုံမှစက်ယုံမှုတွေကိုဖောက်ထုတ်ထားကြောင်းသိရပါတယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုံရဲ့အရာရှိချုပ်မှာဒုတိယဘွေချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးကဘွေချုပ်ကုတ်ကွင်းနဲ့ဘွေချုပ်မျိုးအောင်တို့ဖြစ်ကြောင်းသိရပါတယ် စစ်ကောင်စီရဲ့လက်နက်စက်ရုံများမှာအမတ်တကာကွယ်ပစ္စည်းစက်ရုံမှုဗိုလ်မှူးကြီးစော်မျိုးမင်းအမတ်နှစ်ကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးလှသိန်းအမတ်သုံးကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးမောင်စိုးအမတ်လေးကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဒုတိယဗိုလ်မှူးကြီးစော်မင်းထွန်းအမတ်ငါးကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်ချုပ်ထွေးလာအမတ်ချောင်းကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးတိုးလွင်အမတ်ခုနှစ်ကာကွယ်ပစ္စည်းစက်ရုံစက်ရုံမှုဗိုလ်မှူးကြီးထွန်းထွန်းစိုးတို့ဖြစ်ကြောင်းသိရပါတယ်ဒါအပြင်အမတ်ရှိကာကွယ်ပစ္စည်းစက်ရုံမှုဗိုလ်မှူးကြီးမျိုးမင်းစိုးအမတ်ကိုကာကွယ်ပစ္စည်း ည်းစံယုံမှုဘုံမှုကြီးတင်မောင်ချိုအမတ်၁၀ကကွေးပစ္စည်းစံယုံဘုံမှုကြီးရွှေမြအမတ်၁၁ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးမင်းမင်းစောအမတ်၁၂ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးနိုင်အောင်အမတ်၁၃ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးထွန်းထွန်းအေးအမတ်၁၄ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးရဲစောတွင်အမတ်၁၅ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးဝင်းမြင့်မောင်တို့ဖြစ်ပါတယ်အမတ်၁၆ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးစောထွန်းအမတ်၁၉ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးတိန်လွင်အမတ်၁၈ကကွေးပစ္စည်းစံယုံမှုဘုံမှုကြီးစောမျိုးနိုင်အမတ်၁၉ကကွေးပစ္စည်းစံ ရမှုဒုတိယဗိုလ်မှူးကြီးအောင်ထွေးအမှတ်20ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးတဝင်းအောင်အမှတ်21ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးညီညီလန်အမှတ်22ကာကွယ်ပစ္စည်းဆိုင်ရမှုဒုတိယဗိုလ်မှူးကြီးမြတ်သူအမှတ်23ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးတိုးလွင်အမှတ်24ကာကွယ်ပစ္စည်းဆိုင်ရမှုဗိုလ်မှူးကြီးအောင်ကိုကိုအမှတ်25ကာကွယ်ပစ္စည်းဆိုင်ရမှုရှန်အီတို့ဖြစ်တယ်လို့ဆိုပါတယ် ်အဆိုပါဆက်ရုံမှုတွေကဆက်လက်နဲ့ထုတ်လွှင့်ပြီးအချက်သားပြည်သူများကိုအကြမ်းဖက်မှုတွေကိုတိုင်ရိုက်တာဝန်ရှိခြင်းစစ်အုပ်စုရဲ့ဖိနှိပ်ရေးရန်တရားထောက်တိုင်ဖြစ်ပါဝင်ကြောင်းဆက်လက်နဲ့ထုတ်လွှင့်ရေးခေါင်းဆောင်များစစ်ကောင်းဆောင်မယောင်လိုင်းကဘွေဒူးကုံတူများချင်းမြင်ခဲ့ကြောင်းသိရပါရင်အစီရင်ခံစာမှာဆက်လက်နဲ့ထုတ်လွှင့်မှာတိက ရှိတဲ့ကကထုတ်၎င်းရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့စက်ရုံမှုတွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့နိုင်ငံတကာအစိုးရတွေကိုတောင်းဆိုတဲ့ပြင်ဆင်ခန်းဆောင်မှာဖော်ထုတ်ထားတဲ့စေအုပ်စုရဲ့စလက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေပေါ်အမည်ပြက်စင်ရင်တွင်ကြီးညာဖို့အမျိုးသားညီညွတ်ရေးအစိုးရကိုတောင်းဆိုထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအလုံးကိုထိုင်းစစ်တပ်က BGF ထံပြန်လွှဲပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ရှိစကန်သိန်းတိုက်ပွဲများမှာထိုင်းနိုင်ငံဘက်ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလုံး ံကိုထိုင်းစစ်တပ်က BGF ထံပြန်လွှဲပေးခဲ့ကြောင်းတော်လိုင်းထောက်ပို့လုံဆောင်နေတဲ့ AAC ကိုရဲမင်းကသတင်းဌာနကိုပြောပါရယ်။ ေလ28ရက်နေ့မှာအကြံဖက်စစ်တပ်ရဲ့ပလဲတူတပ်စခန်းမှာထိုင်းနိုင်ငံတွင်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ရီမျိုးရှိကင်းရင်နယ်ကြားဆောင်တပ် BGF တံပြန်လွှဲပေးခဲ့ကြောင်းသိရပါတယ်။မလအီဗီလာနဲ့အခုမေလာတွင်ထိုင်းမြန်မာနယ်စပ်အနီးရှိအကြံဖက်စစ်ကောင်စီရဲ့ပူးလူတူခလေတီတခေါ်ဘီခွီးမော်ဖားသူစခန်းတာလဲစခန်းမေလာစခန်းမော်ဖိုခိစစ်စခန်းနဲ့ပလဲတူစခန်းများကနဲလီစခန်းရွှေအေးမြိုင်စခန်းနဲ့စစ်ကူလာတဲ့စစ်ကြောင်းများကို KNU ကစက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါစခန်းသိမ်းတိုက်ပွဲများ ာတွင်အကြံဖက်စစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတင်းရှောင်လာတဲ့စစ်ကောင်စီတပ်သားများကိုဇက်တိုက်လိုက်လံဖမ်းဆီးနေကကရင်နယ်ခြားစောင့်တပ် BGF တံလွှဲပြောင်းပြီးပို့နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်မေလ28ရက်ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုလည်း KNL ဦးဆောင်တဲ့တွန်လိုင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကစစ်ကောင်စီတပ်သား22ဦးကလည်းထိုင်းနိုင်ငံတွင်ထွက်ပြေးသွားပြီး၎င်းစစ်ကောင်စီတပ်သားများကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့လှုံ့ဆော်နေကြောင်းသိရပါတယ်။ hein? Okay. ။ဗလဲတူက62ယောက်ကတော့မြောက်ရီပြန်ပို့ပြီးတဲ့စုံစည်းငိုင်း22ဦးကတော့စစ်ပီးနေရင်နောက်ထပ်မိတာတွေလည်းထိုင်းစစ်တပ်ကစစ်နေရဲ့ဝေါ်လီဗျူဟာပြန်ပို့မလား။မြောက်ရီနေကြာကော်မတီကတစင်2.5ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိတာတွေလည်းစင်းရင်တော့မသိရသေးဘူးလို့ဒေသတွင်တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရယ်။လက်ရှိချိန်မှာကရင်ပြည်နယ်အတွင်းရှိမြောက်ရီဖျားသုံးစုကော့ဂရိတ်ကြုံတိုးဖာပွန်တန်တောင်ဒေသတွေမှာအကြံဘက်စစ်ကောင်စီတပ်နဲ့ KNL လေးမဟာမိတ်တပ်များအကြမ်းတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေစေဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါ ါရရှင်